အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဗက်လင်မြို့မှာရှိတဲ့သူငယ်ယေရှုခရစ်အရွယ်နှစ်နှစ်ကနေနှစ်နှစ်အောင်ယောက်ျားလေးအားလုံးကိုတတ်ဖို့အမိန်ပေးလိုက်တဲ့ဟေရုမင်းအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ ီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံချင်ပါတယ်ခင်ဗျာယေရုရှလင်မြို့ရဲ့အရှိဘီကမာကုပညာရှိတွေဟာကျယ်ရီလမ်းပြပေးနိုင်တယ်လို့ယုံကြည်ကြပါတယ်တညမှာလင်းသက်တောက်ပတဲ့ကျယ်တလုံးကိုအရှိအရက်ကလူတချို့ကတွေ့ပြီးအဲ့ဒီကျယ်နာကိုလိုက်ရင်းနဲ့ယေရုရှလင်မြို့ကိုရောက်လာကြပါတယ်သူတို့ကယူဒရဲ့ဘုရင်ဖြစ်လာမယ့်ကလေးဘဲမှာလဲသူ့ကိုဥညွတ်ခြင်းလို့ပါလို့မေးမြန်းကြပါတယ် ယေရုရှလင်မြို့ရဲ့ဘုရင်ဟေရုကဒီဘုရင်အစ်စ်အကြောင်းကိုကြားတော့တိတ်ဆူးရင်သွားပါတယ်ယေဘရဟိအကြီးနဲ့ဂျမ်ဘူးဆရာတွေကိုခေါ်ပြီးအဲ့ဒီဘုရင်ကဘယ်မှာမွေးမှာလဲလို့ပြီးတော့သူတို့ကပရောဖက်တူရေးထားတာတော့ဘက်လင်မြို့မှာမွေးမှာလို့ရေးထားကြောင်းပြန်ဖြေကြပါတယ်ဒါနဲ့ဟေရုမင်းကအရှိအရက်ကလူတွေကိုခေါ်ပြီးဘက်လင်မြို့ကိုသွားအဲ့ဒီကလေးကိုရှာပါတွေ့ရင်ငါစီပြန်ပြီးသတင်းပို့ကြပါငါလည်းသွားဦးညွတ်မယ်လို့ပြောပါတယ်တကယ်တော့အဲ့ဒါကလိန်နေတာပါ ဒီလိုနဲ့သူတို့ကျဲနောက်ကိုလိုက်ရင်ဘက်လင်မျိုးကိုရောက်လာကြပါတယ်အိမ်တလုံးပေါ်မှာကျဲရက်သွားတော့အဲ့ဒီအိမ်လေးဝင်သွားကြပါတယ်အဲ့ဒီမှာမိခင်ဖြစ်သူမာရီနဲ့အတူယေရှုကိုတွေ့လိုက်ရပါတယ်ဒါနဲ့ကလေးကိုကူးညွတ်ပြုတ်ဝပြီးရွှေလောပန်မူရန်ဆိုတဲ့အနန္တမျိုးနဲ့စက္ကပူဇော်ကြပါတယ်အဲ့ဒီညမှာပဲယောသက်ရဲ့အိမ်မက်ထဲမှာထာဝရဘုရားရဲ့ကောင်းကင်တမန်ကထင်ရှားပြီးဟေရုကယေရှုကိုတတ်ချင်နေတယ်။ဇနီးနဲ့သားကိုခေါ်ပြီးအေဂုတူပီကိုပြေးပါ ပြန်လာဖို့မခေါ်မချင်းအဲ့ဒီမှာပဲနေပါလို့မှားလိုက်ပါတယ်ရောသက်လဲတားနဲ့မိမကူခေါ်ပြီးအေဂုတုပြည်ကိုချက်ချင်းထွက်သွားပါတော့တယ်အရှိရက်ကမာကုပညာရှိတွေကိုလည်းပြန်တဲ့အခါဟေရုစီကနေမပြန်ကြဖို့အိမ်မက်ပေးလို့သူတို့လည်းတခြားလမ်းကနေပဲပြန်ကြပါတယ်မာကုပညာရှိတွေပြန်မလာမဲဟေရုတိသွားတဲ့အခါအယမ်းစိတ်ဆိုးသွားပါတယ်ယေရှုဗမာရှိမန်းလည်းမတိတော့ဘက်လင်မြို့ကယေရှုအွယ်နှစ်နှစ်ကနေနှစ်နှစ်အောက်ယောက်ျားလေးအလုံးကိုတတ်ဖို့အမိန်ပေးလိုက်ပါတယ် ယေရှုကတော့အေဂုတုပြည်ကိုရောက်နေပါပြီ။နောက်ပိုင်းမှာဟေရုလည်းတည်သွားပါတယ်။အဲ့ဒီအချိန်ကျမှထာဝရဘုရားရဲ့ကောင်းကင်တမန်ကယောသက်ကိုဣသရေလပြည်ကိုပြန်လို့ရပါပြီလို့အိမ်မက်ပေးပါတယ်။ဒါနဲ့ယောသက်မာရိနဲ့ယေရှုဟာဣသရေလပြည်ကိုပြန်လာပြီးနာဇရက်မြို့မှာအခြေချလိုက်ပါတယ်ခင်ဗျာ။အဆုံးအထိနားတော်ပေးတဲ့အတွက်ယေရှုတင်ပါတယ်ခင်ဗျာ။